ကိုကတော့စောင်းရသေးတယ်ဝင်ပါပြီအေးပြီချဲအေးဒေးဒီစမာလီမာဟယ်လိုအားလုံးမင်္ဂလာပါရှင်အကောကားတော့အဒီမှာအခုအန်နာတို့ကအတိမိတ်ဆွေတယောက်ရဲ့အင်တစ်တပ်ပွဲကိုရောက်နေတာပဲဖြစ်ပါတယ် ြစ်တပ်ပွဲလေး line နဲ့အိမ်လေးရဲ့ပဝန်းကျင်အခြေအနေလေးနဲ့အိမ်လေးပုံစံကိုရိုက်ပြပေးမယ်နော်ဒီမှာပါရှင်ဒါကတော့လေဟိုပါပေါ့နော် Oklahoma State စပူပါမြို့ပေါ့နော်စပူပါမြို့ဖြစ်ပါတယ်ဆိုတော့ NRO နေတဲ့ဖက်ဆို Nudging တို့ပါတော့လေမြို့ပေါ့ဆိုတော့ဒါလေးကတော့ဟိုးရှေးဟောင်းစတိုင်ပုံစံလေးတွေပေါ့နော်ချစ်စရာကောင်းတဲ့အိမ်လေးဖြစ်ပါတယ်ဒီမှာပါဆိုတော့ဒီမှာကားတွေကတော့အများကြီးပဲ အိမ်လေးဖြစ်ပါတယ်အပြာရောင်လေးစိုးထားတယ်ကြည့်ပါဒါကတော့ပန္တခုနှစ်လဲတော့အဲ့နာလည်းမသိဘူးအဲ့နာပြင်ပြပြမယ်ဒီမှာဒါလေးကတော့ရှေးဟောင်းအိမ်စတိုင်လေးပေါ့နော်ဒီဇိုင်းလေးကတော့မှာပါဒီဖက်ချမ်းမှာတော့ဒါအပင်လေးတွေရှိတယ် ပြီးသွားရင်တော့ဒါကတော့အနောက်ဖက်ကိုသွားတဲ့ဖက်လေးပေါ့နော်ဒါလေးကတော့အနောက်ခြံလေးပါတို့အဲ့ဒါဒီကနေဝင်မယ်လေးပေါ့နော်တို့အိမ်လေးရတော့အချစ်စရာလေးပါပဲခြံကတော့နောက်မှလေးတော်တော်လေးကျယ်တယ်တို့ဟွန်းကောင်းလိုက်တာအဲ့နာတို့ခြံထက်အများကြီးကျယ်တယ်ပြီးတော့တို့ကတစ်ခုကောင်းတာကျတော့မြေပြန့်ဖြစ်နေတာပေါ့နော် အဲ့နာတော့အိမ်ဆိုလို့ရှင်တော့တောင်ကုန်းမျိုးအလျှော်လေးဖြစ်တော့လေအဲ့လိုမျိုးအနောက်မှာကစားကွင်းလေးပိုင်းလှုပ်ဖို့မဆိုရင်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့ကွယ်အခုကတော့ဒီမှာဒါကတော့ကျဲတယ်တလားဟုတ်ဖက်မှာရထားလမ်းနဲ့ရှိပါတယ်ဒါကတော့သူ့ရဲ့ဘေးအိမ်လေးပေါ့နော်အနောက်မှာလည်းသူတို့မှာဂိုဒေါင်လေးတစ်ခုပါတယ်ခြံကတော့တော်တော်လေးကိုကျဲတယ်နော်အနောက်မှာသူတို့အေးဆေးဆေးစားပင်နေပါတယ်စိုက်လို့ရတယ်ပြီးသွားရင် ကလေးတွေရှိတယ်ဆိုကလေးတွေအတွက်ကစားကွင်းနေဗားလေးညာတယ်အဲ့လိုမျိုးလုပ်ပြီးလို့ရတာပေါ့နော်ဟိုဘက်အိမ်ကတော့ဒါအဖြူအိမ်ချစ်စရာလေးတို့အိမ်လေးလဲကိုကတော့စောင်းရသေးတယ်ဝင်ပါပြီအေးပြီဆိုတော့ကိုအဲ့နာအရှိပြန်ထွားမယ်ဒီပင်လေးချစ်စရာလေးဒီပင်လေးကြိုက်တယ် Hi ဟိုအိမ်လေးလက်ချစ်ဆရာလေးပဲအိမ်ပတ်ကြည့်နေဒါတော့ရက်ွက်လေးရဲ့အခြေအနေလေးပါဒီကတော့နှစ်နည်းနည်းကြာပြီဆိုတော့အပင်တွေကတော့အကြီးကြီးတွေရှိတာပေါ့နော်အခုနောက်ဆောက်တဲ့အိမ်တွေဆိုရင်တော့သူတို့ကဘယ်လိုပြောမလဲအပင်အကြီးကြီးတွေမရှိသေးဘူးလေကဲဒါဆိုရင်တော့ မဟုတ်ဝါလေးကိုဝင်ပါမယ်ရှင်အခုကတော့အဲ့နာကအင်ရှင်တွေကိုလက်ဆောင်ပေးဖို့အတွက်ပစ္စည်းကကားထဲမှာကျန်ခဲ့လို့သွားပြန်ယူတာပါစောင်းနေဝင်ပြီဆိုတော့ဒီပတ်ဝန်းကျင်ကတော့အဲ့လိုစိမ့်စိမ့်ဆူဆူမျိုးမရှိတော့ဘဲနဲ့ဘလို့လဲမွဲချောက်ချောက်အရောင်ဖြစ်နေတာပေါ့နော်အပင်တွေကလည်းအားလုံးကအရောင်တွေကပြောင်းကုန်နေပင်တွေတက်အတွက်လက်ဆောင်လေးပေးဖို့ပန်းအိုလီဝယ်လာတာပေါ့နော် စပွဲတင်ပန်းအိုးလေးဖြစ်ပါတယ်ချစ်စရာကောင်းတယ်အဲ့ဒါလေးကြိုက်တယ်ဒီပန်းအိုးလေးကိုလေပန်းအိုးလေးချစ်လို့ဒါရအင်ရှင်ကကျွေးတဲ့ဟာစားတော့ပါဟဲ့ဒါကပစ်ချက်လားရှယ်ပဲ စားချစ်စရာရတယ်မှာငါပြစ်ချက်ဘာဒါကျမကြိုက်တဲ့ဟာမင်းလည်းမစားဘူးစားပိုင်းကတင်းနေတယ်ကွာခုနကလည်းအပြင်ကနေပြန်လာလို့လည်းကြောက်ဆိုရရောက်နေပြန်လို့မရဘူးအေးရှမမဟုတ်ကဲ့ဟာကျမရဲ့ချစ်တော်ကြီးစားပုတ်ရောက်လာတဲ့စားပြီ မင်းမဘိုင်းမစားအောင်ရှင်းတယ်ပြီးမှစားရင်ပြီးမှစားလိုက်မယ်ပြီးမှစားရင်ပြီးရင်အချင်မောင်နဲ့မျက်နှာချက်ထားတာပါအရန်ကောင်းနေဒါတော့အဲ့တဲ့ဒီထိုင်နေကြရှင်းရှင်းကော်ဖီကြောင်ကြောင်ဆားလို့ကောင်းပါလေဒါကတော့ဧကန်ရဲ့အနေအထားကိုအန်နာကရိုက်ပြပေးတာပါအားလုံးလည်းဒီမှာစားတောင်းနေကြရတယ်ဆိုတော့သူများအတွက်အနောက်ရှစ်ဖြစ်မှာဆိုလို့အဲနာကလည်းအနည်းငယ်သွားပြီးတော့မှမရှိုက်ဘူးเนาะ ဒီဘက်ကနေအခုအနာရိုကြည့်မယ်ဆိုလို့ရှင်ဒါဟိုဘက်ချမ်းဆိုမီးဖို့ချောင်းပေါ့နော်အခုကတော့အနာရောဒီမှာအင်တက်တက်အတွက်ဆူတောင်းစားပါပြီအခုမတက်ရက်ပြီစကားပြောနေတော့ဒါအင်ရှင်မပေါ့နော်အင်ရှင်မလေးရလေသူကအရင်တော့ကသူကစင်ကာပူမှာနေတာပါဒီကိုရောက်လာတာသူမကြသေးဘူး အာလပိုင်းလောက်ပဲရှိအောင်မယ်ဒီသူ့ရဲ့အမျိုးသားကသူ့ကိုလှမ်းခေါ်ပြီးတော့မှဒီရောက်လာတာပေါ့နော်ဆိုတော့အဲ့ဒါကို သူကဒီမှာတတိခံနေပြီးသွားလို့ရှိရင်စူတောင်းခံချက်တွေတင်နေပေါ့နော်ဒါကတော့အင်ရှင်အကုန်ကြီးဖြစ်ပါတယ်သူလည်းဒီမှာပေါ့နော်သူတို့ရဲ့ဒီအခက်ခဲတွေကြုံတွေ့တဲ့အရာလေးဘယ်လိုမျိုးတွေရှိလဲဆိုတာလေးကိုသူကနေပြီးမှပြောပြနေတာဖြစ်ပါတယ်အခုကတော့အဲ့နာတို့ကိုလည်းဆူတောင်းပြီးသွားပြီဆိုတော့အဲ့နာဒီမှာအခန်းထဲမှာလိုက်ပြီးတော့မှနည်းနည်းလေးဗီဒီယိုလိုက်ရိုက်တာပေါ့နော် အခန်းထဲမှာကလည်းခုနကအဲနာတို့ဆူတောင်းနေတဲ့အချိန်မှာကလေးတွေအားလုံးကအခန်းနေထဲမှာနေကြတော့လေသူတို့အခန်းနေလည်းလေတတရရမဖြစ်တော့ဘဲနဲ့ရှုပ်သွားတာပေါ့နော်အဲအဲနာလည်းကလေးတွေကိုမောင်းထုတ်ပြီးတော့လေခဏလေးထွက်ပေးကြပါဒီမှာဗီဒီယိုလေးနည်းနည်းရိုက်ချင်လို့ဆိုပြီးမှအဲနာရိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီမှာသူတို့ကလည်းအိမ်ကိုပြောင်းထားတာအိမ်ဝယ်ထားတာလည်းတိတ်မကြသေးဘူးဆိုတော့ပေါ့နော်သူတို့လည်းကောင်းကောင်းလေးမလုပ်ရသေးဘူးပေါ့နော်ဆိုတော့အဲနာလည်းဒီမှာနည်းနည်းပါးပါးလေးရိုက်ပြီးတော့မှပြထားပေးတာဖြစ်ပါတယ် သူတို့အိမ်ကတော့အခန်း၃ခန်းဖြစ်ပြီးတော့မှအိမ်ဈေးကတော့၂သိန်းနဲ့၅000ဖြစ်ပါတယ်။ကိုကတော့ညဖက်ပြေးရောအညဖက်ရောက်သွားပါပြီရှင်။မိုးချုပ်သွားပြီ။မိုးချုပ်သွားပြီ။အိမ်ပြန်တော့မယ်။ဘာမှလည်းမမြင်ရဘူးဖေ။ဘာလည်းမသိ။ဆိုတော့အဲ့နာရဲ့ဗီဒီယိုလေးကိုလည်းဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်။ကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ရှင်။ထဲထဲမှာလူတွေလည်းအများကြီးအဲ့တည်းက များတော့လေအထဲတဲကိုတော့နည်းနည်းလေးပဲရိုက်ပေးဖြစ်တယ်ပေါ့နော်ဘာဖြစ်အနှွေးတဲ့အဲ့ဒါမှအနှွေးတဲ့အဲ့ဒါမှဖြစ်နေတယ်